။မနေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ။2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုထိန်တင်းကျေးရွာကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်။အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်ထမ်းချင်းထိတ်မှဖြစ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ။ တိုင်တိုးပဲလွှင့်ထူပေးနေတာတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲစဲရေလုံရင်းကမှကျမတို့ဒီအလံတိုင်ထိတ်ရောက်နေပြတဲ့ဝန်းနေချင်းအထိမ်ဖတ်နဲ့ဒီဟာကိုလွှင့်ထူနေတာဖြစ်ပါလေရှင် flow 1 meter r2 equal to s equal to 257.25 meter အဲ့ဒီတော့တည်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာစာတင်းနဲ့ကျွန်တော်တို့မှာဖာဖြစ်စီဟုတ်ကြလာတယ်ဘုံစံဟောဘာမှာတွေးခွက်အပေါ်ကအမိုးကိုလည်းကြည့်လိုက်ဘလို့ဆုပ်ပြတ်တက်လာဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါ ီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုံးပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာမှန်လိုက်တယ်သွေးစီချောင်းတက်ရှောင်းနေဒီနောက်မှာခရင်ခရိုင်နဲ့ကလေးလေးကသွားနေဟောဒီမှာလည်းကြည့်ဦးအပေါ့ ိုဘအခန်းကဖြစ်စီဆုံးဆုံးပို့ပြီးတော့ဗလာစာဥကလေးတွေပုံနှိပ်စာဥလေးတွေတတ်တမတဲ့အတင်ချာကွန်ပါဘူးလေးတွေခေါ်ရမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသူ့ခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းကလေးကျမနောက်တခန်းကိုသူ့သွားကြည့် ဒီမှာလဲသွေးခွက်ပါထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလဲအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်လာပါ ဩကျွန်တော်ပြက်လာလို့ကျွန်တော်ဩတားလို့တန်းနေရောတည်သွားတဲ့လူရှိလားရှိတာတရားရှိတယ်ဘယ်နားမှာထိုင်လာတော့ तू อ่ะရှေ့တန်းခုံမှာထိုင်ရှေ့တန်းခုံမှာထိုင်တာမင်းကလေးလာယောက်ျားလေးလာယောက်ျားလေးယောက်ျားလေးတည်သွားတာဩ तू อ่ะရှေ့ဆုံးမှာထိုင်တာပေါ့เนาะတည်သွားတယ်တားလို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲဆက်ခုံတော့ဆက်ခုံတော့ရှိမနာမည်ကဘယ်လိုခေါ်ရလဲနာမည်ရေနိုးမောင်ရေနိုးမောင် ဟုတ်တယ်เนาะအန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလက်မိုးကအောက်ကိုပြကြတာပါခုဒီနားလေးမှာဒါမျက်နှိုးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာသွေးတွေပါဒီအောက်ကသွေးတွေနဲ့အရှိမဒီမှာအတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကြတာပါလက်နဲ့ကြီးအစကစင်ပြီးတော့မှဒီကိုကြတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှာ ဟောဒီမှာအကြောင်းသားတယောက်ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြတ်နိုးမောင်ပါဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်လ12ရက်2025 Skyline Data G ရွှေဘုခရံတပည့်ရင်းမျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေချောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေကဟောဒီမှာအိုးငါးအိုးနဲ့ဒီနေရာမှာငါးအိုးမြုပ်နှံထားပါတယ်ဒီဘက်က အိုးလေး2ဦးနဲ့နှစ်ဦးမြုံနှံထားပါတယ်။ဟိုဘက်ကအိုးလေး3ဦးနဲ့3ယောက်မြုံနှံထားပါတယ်။ဒါကအကြောင်းသားအကြောင်းသူဒီဘက်ရွာက17ယောက်ကွယ်လွန်တာပါ။ကွယ်လွန်တဲ့အထဲထဲမှာဆရာမတစ်ယောက်ပါပါတယ်။ဒေါ်စင်မာသူအသက်23နှစ်ပါ။ဒါကဂျာကလာအကြောင်းကဆရာမလေးတဦးပါဝင်ပါတယ်ရှင်။စုစုပေါင်း22ဦးကွယ်လွန်တဲ့အနက်ကဒီဘက်ရွာက17ဦးကိုမြုံနှံထားတာဖြစ်ပါတယ်ရှင်။ တော်ကြီးကန်းကစကိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကို ဖေးမဖို့ဒီနေရာကိုရောက်နေတာအဲ့ဒီလေရင်လေချောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာသတင်းကြားကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါလူမဆန်တဲ့မြင်ကွင်းစိတ်ထိခိုက်စရာမြင်ကွင်း ရက်ဆက်ကြံကြုံမှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်နေလူမျိုးတုံးတတ်ဖြတ်တဲ့အကြမ်းဖက်ရာဇဝတ်မှုရဲ့တတ်သေးကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစစ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်